မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မှစာခြင်းအမျိုးမျိုးကိုခံစားရပါပြီကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေစုလိုအပြင်ကျွန်တော်နဲ့အတူရုပ်ကပတ်တော်စင်ချင်ဖို့ပြခင်ပြင်ဆင်ပေးတဲ့အတွက်စာလန်ချန်းခန်းကြီး35အပိုင်းငယ်တစ်ကိုစင်ချင်ဖို့ပြင်ဆင်ထားပါတယ်အိုးထာဝရဘုရားအကျွန်ုပ်၌စန့်ကျင်ဘက်ပြုတော်သူတို့ကိုစန့်ကျင်ဘက်ပြုတော်မူပါ အကျွန်ုပ်ကိုစစ်တိုက်သောသူတို့ကို တိုက်တော်မူပါကျွန်တော်ဒီကျမ်းစာကို ဖတ်တဲ့အခါမှာဘာသွားတွေ့လဲဆိုလို့ရှိရင်ဆာလန်ဆရာကြီးကဘုရားသခင်ကို သူ့ရဲ့ရန်သူတွေနဲ့ပတ်သက်တဲ့အကြောင်းကိုတိုင်တန်းတာတွေ့ရပါတယ်ပြီးတဲ့အခါမှာရန်သူတွေမျက်နှာပြတ်ပါစေသူတို့ကြံစည်တဲ့အတိုင်းသူတို့ရှက်ကြောက်ချင်းရောက်ပါစေလေတိုက်၍ဖွဲခဲ့သူလွင့်ပါစေ ဆိုပြီးတော့မှချိန်ဆထားတာလဲတွေ့ရပါတယ်ကျွန်တော်အဲ့ဒီအကြောင်းအရာလေးကိုစဉ်းစားရင်းနဲ့ ဘာခံစားချက်ဖြစ်လဲဆိုတော့ကျွန်တော်တို့မှလေငယ်ငယ်တုန်းကစောကြတဲ့အခါမှာ ကိုယ့်ပေါ်မှာမတရားပြုတဲ့အကိုကြီးတွေမတရားနိုင်ကျင့်တဲ့သူတွေတွေ့ရင် အဖေအမေကိုတွားတိုင်တယ်လို့ပဲသူတို့ကိုကျွန်တော်တို့ကဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပြီးတော့မှစိတ်ဆိုးပြီးပြောတယ်လို့ပဲဘုရားသခင်ကို ပြောလို့ရတယ်ဆိုတာကိုကျွန်တော်ခံစားမိပါတယ်ကျွန်တော်တို့မှရန်သူတွေရှိနိုင်ပါတယ်ကျွန်တော်တို့ကိုမတရားပြုတဲ့သူတွေ ရှိပါတယ် အဲ့ဒီလူတွေကဘာအပြစ်ဒဏ်မှမခံရဘဲငြင်းငြင်းချမ်းချမ်းရှိနေတာမျိုးကို ကျွန်တော်တို့တွေ့နေရတတ်တဲ့အခါမျိုးတွေမှာဘုရားခင်ကိုကျွန်တော်တို့ကတိုင်ပြောလို့ရတယ်ဘုရားခင်ကျွန်တော်ကိုတော့ဒီလိုလုပ်နေတယ်ကိုတော့ကူညီပါ ကိုတော့သူတို့ကိုဖျက်ဆီးပေးပါ ကိုတော့သူတို့ကိုစီးတားပေးပါသူတို့ရဲ့မျက်စိကိုကွဲစေပါသူတို့ထောင်ချောက်ထဲမှာသူတို့ကြပါစေအဲ့လိုမျိုးကျွန်တော်တို့ကဘုရားခင်ကို တိုင်တယ်ပြီးပြောလို့ရတယ်လို့ ဒီကျန်းစာအဖြစ်တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့တို့ကျွန်တော်တို့ပေါ်မှာဖခင်ရဲ့အကွယ်အကာကရှိပြီးသားပါကျွန်တော်ရဲ့အသက်တာကိုဘုရားသခင်ကအမြဲတမ်းလမ်းပြကွဲကားမှာဖြစ်တယ်လို့ရန်သူလက်ကနေလွတ်အောင်လေလှုပ်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့လူဆိုတာကတော့ကိုအန်ဒီရဲ့ကြောက်ရောက်တဲ့အခါမှာကိုမကျေနပ်မှုတွေရှိတဲ့အခါမျိုးတွေမှာ ပြောရမယ့်သူတော့ရှိနေဖို့လိုပါတယ်တိုင်ပြောရမယ့်သူ ဘုရားသခင်ကိုရိုတိုင်းရှိနေတဲ့အတွက်ကျွန်တော်တို့မကျေနပ်တာတွေကျွန်တော်တို့ခံစားရတာတွေကျွန်တော်တို့ပုံမှာမတရားပြုတဲ့သူတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်တို့သွားပြီးတော့ဘုရားသခင်ကိုပြောပြလို့ရတယ်။လိုအပ်တဲ့စုကိုတောင်းဖို့ရန်တော့တော့မဟုတ်ဘဲနဲ့ရန်သူတွေရဲ့အကြောင်းကိုလည်းကျွန်တော်တို့ကပြောပြပြီး ရန်သူတွေပေါ်မှာကိုဖြစ်ချင်တဲ့စံတာ ကိုဖြစ်လိုတဲ့စံတာကိုဘုရားသခင်ကိုပြောပြနိုင်တယ်ဆိုတာကိုတားလဲရပါတယ်။ ်ချစ်တော်မိပါညီကိုမောင်နှမတို့ကျွန်တော်ရဲ့နေ့စဉ်ဘဝအသက်တာမှာရန်သူတွေအပေါ်မှာကျွန်တော်တို့အောင်ရတဲ့အခွင့်ကိုဘုရားသခင်ကပေးပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဘလို့အောင်ကျင်တာလဲရန်သူတွေရဲ့စီးစိမ်တွေကိုသိမ့်ပိုက်ချင်တာလားရန်သူတွေကိုသူတို့ထောင်ချောင်းတဲ့သူတို့ပြန်ပြီးတော့မိစေချင်တာလားရန်သူတွေသူတို့ဘဝမှာနလန်မထူနိုင်အောင်ဖြစ်သွားစေချင်တာလားကျွန်တော်တို့ကိုမတရားပြုတဲ့ရန်သူညှင်းဆဲတဲ့ရန်သူ ဝမ်းနေစိတ်ပြည့်အောင်လုပ်တဲ့ရန်သူကျွန်တော်တို့ရဲ့စီးစိမ်တွေကိုလူယူဖြစ်စည်းတဲ့ရန်သူတွေကိုကျွန်တော်တို့ဘလို့ပုံစံဖြစ်စေချင်တာလဲအဲ့ဒါကိုဘုရားသခင်ကိုကျွန်တော်ပြောပြလို့ရတယ်အောင်မြင်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရန်သူတွေအပေါ်မှာလှုပ်ချင်တိုင်းလှုပ်ရန်သူတွေအပေါ်မှာကျွန်တော်တို့ပြုတ်ချင်တိုင်းပြုတ်ရတဲ့အခွင့်ကိုရတာကိုအောင်မြင်တယ်လို့ပြောတာဖြစ်ပါတယ်ရန်သူရဲ့စီးစိမ်ကိုတိမ့်ပိုက်မလားရန်သူရဲ့စခန်းတွေကိုဖျက်ဆီးပြစ်မလား ရန်သူရဲ့ဝမ်းမြောက်ခြင်းတွေကိုဖျက်ဆီးပြမလားရန်သူတွေရဲ့ဝါကြွားခြင်းတွေကိုကျွန်တော်ဖျက်ဆီးပြမလားဘာလို့ချင်တာလဲဘုရားသခင်ကိုကျွန်တော်ပြောပြလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘက်ကနေစစ်တိုက်တော်မူမဲ့ဘုရားသခင်ကကျွန်တော်ရဲ့ရန်သူတွေကို သူကိုယ်တိုင်ဥဆောင်ချိန်မုံမှာဖြစ်ပါတယ်ကျွန်တော်ကကျွန်တော်ပေါ်မှာပြုတဲ့မတရားမှုတွေအတွက်ဘုရားသခင်ကို တိုင်ပြောပြီးဆုံးမပေးဖို့ရန်အတွက် ဆုတောင်းလို့ရပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပုံမှာမတရားပြုတဲ့သူတွေဒုက္ခရောက်အောင်လုပ်တဲ့သူတွေအနိုင်ကျင့်တဲ့သူတွေတရားနဲ့မညီပဲပြုမှုတဲ့သူတွေကိုယေရှုနာမနဲ့ဖယ်ရှားပါတယ်ဖဖျားသခင်ကိုရောရှင်ကိုရောတိုင်းကျွန်တော်ဘက်ကနေစစ်တိုက်တော်မူပါကိုရောသူတို့ရဲ့အသက်တာတွေကိုကိုရောရှင်ဖျားဖြစ်စည်းတော်မူပါဒီနေ့တို့ကပတ်တော်ကြားရတဲ့ မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကောင်းကြီးပေး၍သူတို့ရဲ့ဘဝမှာရင်ဆိုင်နေရတဲ့အခက်ခဲတွေသူတို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့အရာတွေချိန်ချောက်မှုတွေကိုယေရှုနာမ၌ဖယ်ရှားပါれကိုရောတိုင်းစစ်တပ်၍အနိုင်ယူတော်မူပါယေရှုတင်လက်တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆုတောင်းဆက်ကတ်ပါ၏အာမင်